ဟိုဘယ်လိုပြောမျက်လုံးနည်းနည်းပိုအေးတယ်လို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်နေနဲ့ဘာဖို့ပါဘာမုန်းပါနဲ့အဲ့လိုမျိုးပြောတာမျိုးတွေမရှိပါဘူးသူ့တဘောပါပဲဟုတ်ကျွန်တော်ကကျွန်တော်ကတော့ဟိုစုပြည့်ပုံမှာအမြဲတမ်းစေတနာရှိပါတယ်။အော်တောင်းဆိုစီဖြစ်စီမတောင်းဆိုဖြစ်စီပေါ့နော်။ကျွန်တော်ဒီနေ့မှာတော့စုပြည့်ပုံမှာစေတနာအပြည့်အဝရှိပါတယ်ဗျ။ဟုတ် ဒီ question တွေဘက်ကနေပြီးတော့ Sophie တို့ကို request လောက်တာလေးရှိရဥပမာ color ပေါ့เนาะအဲဒီ logo အောင်လေးဝတ်ပေးပါဆိုပြီး Sophie တို့တစ်ခါလဲလာတာပေါ့အဲ့လိုမျိုးဆိုရဲခါကျတော့ဟို နှစ်ယောက်စလုံးနဲ့အတူတူအဲ့လိုကာလာလေးပဲသွားရတာပေါ့နော်ဒါကတော့ပွဲရှင်ဒီဘက်ကနေပြီးတော့ဘလူကာလာမျိုးလေးဝတ်စေခြင်းနဲ့ဘလူပုံစံမျိုးလေးဝတ်စေခြင်းနဲ့ဆိုတဲ့အပေါ်မှာချူအကြောင့်လည်းမြန်မာလူလေးတက်စေခြင်းချူအကြောင့် dress နဲ့ချုပ်စေခြင်းနဲ့အဲ့လိုမျိုးလေးတွေအပေါ်မှာမူတည်ပြီးတော့ပဲဆိုပြီးတော့ဒါပွဲတက်ပေးရတာပေါ့နော်ဟုတ်ဘလူနောက်ပိုင်းမှာတော့ဒါဒီကုန်းနဲ့ fashion ရအောင်ဒါဆိုပြီးအဲမဟုတ်ပါဘူးအခုနကပြောသလိုပဲပေါ့နော်ကာလာကတော့ဒီ ဆိုင်ဘက်ကနေပြီးတော့ဒီဒီဆိုင်နေဘက်ကနေပြီးတော့တတ်မှတ်တဲ့အရာလေးတွေပေါ့ပြောတာပေါ့နော်အဲ့အဲ့ဒီပုံမှာမှကျွန်တော်တို့ကဟောဘယ်လိုပြောရမလဲဟောအဲ့ဒီကာလာနဲ့ပွဲနဲ့လိုက်ဖက်မဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်စဉ်းစားပြီးတော့မှတိုင်ပင်ပြီးတော့မှဟောဝတ်တာပေါ့ဘုဖြစ်တာပေါ့ဟုတ်ကဲ့ဟောဘိုင်းဆိုင်တော့စီစဉ်ပေးရအောင်စီစဉ်ပေးရတော့မှာပေါ့လန်တာလန်တာ this little pizza မှာဟေး စားလိုက်ပြီးပထမပြေးလိုက်လေပထမပြေးတယ်ဟုတ်တယ်အရန်လေးရတာအားရတာပြောတာဟမ်မတ်ရခပ်တော့မြို့တို့အဲ့ဒါကလေဟိုကျွန်တော်တို့နှစ်ယောက်စလုံးကားပေါ့နော်ကျွန်တော်တို့နှစ်ယောက်စလုံးကားတော့ကိုဝှစ်ချင်တဲ့ပုံစံမျိုးလေးကိုအာဟိုဘယ်လိုပြောရမလဲကိုဝှစ်ချင်တဲ့ဒီဇိုင်းမျိုးလေးပဲဝှစ်ဖြစ်ကြတာများပါတယ်ကိုနဲ့လည်းမဖြစ်ရမယ်ပေါ့နော်အဲ့ဒါလည်းပါပါပေါ့ဟုတ်ဟိုဆိုလိုချင်တာ အော်ဘယ်လိုပြောရမလဲဟိုအမြဲတမ်းတိုင်ပင်ဖြစ်တိုင်ပြီးတော့မရှိပါဘူးကိုစိတ်ကြိုက်လေးပဲကိုလွေးချယ်ပြီးတော့ဖွင့်ဖြစ်ပါဟုတ်တယ်ဆိုပြပါဦးဒါဘောချစ်တာဗောနော်ဘာဘောဘောချစ်ပါ မနိုင်ပြောင်းဆိုပြရလို့ခက်ရှင်းရှင်းလေးတွေပဲပို့ပြီးတော့ခေါ်ကြတာထဲမှာပါတယ်။အဲနောက်ပြီးတော့ဆိုပြနဲ့ကလည်းအနိုင်မလိုက်ဖတ်ဆိုပြရလည်းဝေစားလေးနဲ့လိုက်ဖတ်တဲ့သူလည်းမဟုတ်ဘူးလေ။အာကိုကူကူလည်းတည်ရဲ့အဲ့တော့ကြောင့်မို့လို့လည်းဆိုပြအနေနဲ့ဆိုပြနဲ့လိုက်ဖတ်တဲ့ဟာလေးတွေပဲဆိုပြရပို့ပြီးတော့ဝစ်ချင်တဲ့ဆန္ဒရှိတယ်။ဒါမှလည်းတစ်ခါတလေမှဟိုကလိုင်းရဲ့နေဘက်ကနေဝစ်စီချင်တဲ့ဟာမျိုးလေးတွေအချုပ်ပေးတဲ့သူလေးတွေကနေစေတနာနဲ့ဝစ်စီချင်တဲ့ဟာမျိုးလေးတွေလည်းရှိရဲ့ခါမျိုးမှာအာကိုဝစ်ပေးပြတာမျိုးလေးတွေလည်းရှိတယ်ပေါ့နော်။ဟုတ်ကျွန်တော်ကတော့အဲ့လိုမျိုး ဟိုတတ်မှတ်ထားတာမျိုးတော့မရှိပါဘူးအဲ့လိုမျိုးဟိုတားဆီးထားတာမျိုးလည်းမရှိပါဘူးအဲ့လိုလည်းမရှိဘူးသူ့ရဲ့သူ့ရဲ့သဘောပါပဲသူ့သဘောပါပဲဒါပေမဲ့ဟိုဘယ်လိုပြောရမလဲမြန်မာဝတ်စုံလေးတွေတော့ဒါကျွန်တော်မျက်လုံးထဲမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှဟိုဘယ်လိုပြောရမျက်လုံးနည်းနည်းပို့အေးတယ်လို့တော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်နေနဲ့ ဟောဘာဘုတ်ပါဘာမုန်းပါ ਨੇ အဲ့လိုမျိုးပြောတာမျိုးတွေမရှိပါဘူးသူ့သဘောပါပဲဟုတ်အဓိကတော့စပီရိုဒီပွဲကကြတော့ဟိုစပီရိုလည်းဟိုတာမန်လူတွေပဲဖြစ်တဲ့မိခလီဒါယောက်ျားလေးတို့ဒါတို့သမီးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့စပီရိုပွဲကိုတော့ဒါကိုယ့်ရဲ့ဘဝရဲ့အမတ်တရားအနေနဲ့ပဲစပီရိုကလုပ်ဖို့အတွက်ဟိုစဉ်းစားထားတာပေါ့နော်စဉ်းစားအမတ်တရားအနေနဲ့ပဲဖြစ်ချင်တာပေါ့နော်ဆိုတော့ဟိုအဲ့လိုအဲ့လိုမျိုးလေးပဲသွားပါတယ်ဟုတ် ကြာတော့မိကလေးဆိုတော့စိတ်ကူးရင်တာမျိုးလေးတော့ရှိတာပေါ့နော်အဲအဓိကကတော့ကိုကမြန်မာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာဝတ်စုံပဲအများဆုံးဝတ်ဖြစ်မှာပါအဲနောက်တစ်ခုကကြာတော့ဟိုဒီဘိတ်သိပ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုတော့ဆိုပြရဟိုးရင်နဲ့သဘောကျတယ်ပေါ့ဟုတ်ကဲ့အဲခုသဘောပါပဲဆိုပြသဘောပါပဲဟမ်ဟမ်ဘာမှမတောင်းဆိုဘာမှမတောင်းဆိုအဲ့လိုမျိုးတော့မရှိဘူးရှင့်ခွာ ောင်းဆိုတော့ကိုကြီးကပုံပြီးတော့လွတ်ပြီးစဉ်းစားတာလို့ကျွန်တော်ကတော့ဟိုစုပြည့်ပုံမှာအမြဲတမ်းစေတနာရှိပါတယ်။အော်တောင်းဆိုသည်ဖြစ်စီမတောင်းဆိုဖြစ်စီပေါ့နော်။ကျွန်တော်ဂျင်းထဲမှာတော့စုပြည့်ပုံမှာစေတနာအပြည့်အဝရှိပါတယ်ဗျ။ဟုတ်